ကင်းဆုံးအထောင်းဆုံးအေးအေးဆုံးနဲ့တခြားမီနူတွေပါရရှိတဲ့အပြင်ဈေးနှုန်းလေးလည်းတက်တာလဲဆိုင်လေးဆိုင်နဲ့မိတ်ဆက်ပေးမယ်။အရှိန်အနဲ့မီနူအစုံလေးနဲ့ဆိုင်လေးစာလမ်းညွှန်လေးကိုဗီဒီယိုရဲ့နောက်ဆုံးမှာဖော်ပြပေးထားပါရစေ။ဆိုင်နံပါတ်လေးတော့ပင်မုံနာအရင်နေရာအဟောင်းအနေဒီဘက်ကနေရာအစ်ကိုပြောင်းရှင်းဖွင့်လှစ်ထားတာသိမကြသေးဘူး။အဲ့တော့အထိုင်တော့သိမကြသေးဘူးပေါ့နော်။အကင်းလေးကအရင်အစုံကြီးမဟုတ်ပေမဲ့ရှိဟာလေးကတော့တန်ရှင်းလက်ဆက်ပါလေခင်ဗျာ။အကင်းအပြင်ပင်လယ်စာတုံရခောက်ဆွဲကွစ်တီယိုအတုံးပင်လယ်စာအစုံထောင်းတို့ကိုပါတပါးထဲမှာစားခဲ့လိုက်ပါတယ် อืมဒီတော်ရန်ခေါက်ဆွဲလေးကတော့သူတို့ဆံမှာရော်ရောင်းရလို့ပြောရပါတော့အရသာလည်းကောင်းပါတယ်ဒီခေါက်ဆွဲထဲမှာကပဇွန်ကင်းမွန်ပြည်ကြီးငါပါတော့အဲ့လိုပြင်စားလိုက်ပါတယ်အဲတုံရန်ရသာလေးကလည်းကောင်းပါတယ်ဒါလေးကတော့ကွစ်တီယိုအတုပ်လေးပါ ဒီဆိုင်ရဲ့ကွေ့တီကိုခောက်ဆွဲတာကြောင့်ကျွန်တော်ရှမ်းခောက်ဆွဲလုံးတဲ့စံဖွဲခောက်ဆွဲတာကိုလှုပ်ထားတာပေါ့နော်အဲတခြားသူတွေတော့မသိဘူးကျွန်တော်တော့တော်တော်ကြိုက်တယ်သူကအေးသွားလို့ရှင်တော့နှက်ခဲခြင်းနဲ့ပူတုံးလေးရောတော်တော်စားလို့ကောင်းပါတယ်ခင်းရင်လေးကလည်းမစိုးပါဘူးတော့ရတာတော်တော်အဆင်ပြေပါတယ်ဒါကတော့ပင်နေသာအစုံတော့ပွဲသေးလေပါပွဲကြီးလည်းရပါတယ်ကျွန်တော်သွားရနေ့ကတော့ကနန်းနေရေပွဲတွေပစ္စည်းပြည့်တွေလို့မပါခဲ့ပါဘူးသူ့ရဲ့အရသာလေးကဆိုလို့ရှင်လဲရှူရှင်ဆက်လေးပေါ့နော်အရသာလေးကတော်တော်လေးကိုကောင်းပါတယ် ဒီအထောင်းလေးရဲ့တွဲစားဖို့မုံဖက်လေးသာရှာပေးထားအောင်လုံးဝ share ပဲပေါ့ဗျာကဲလာပါပြီအကင်လေးတွေအမှကျွန်တော်ဝက်နံယုတ်ကင်တကင်ကောက်စားကြည့်လိုက်တယ်အဲ့တော့အမှဝက်နံယုတ်တွေကလေနုနုညံ့ညံ့တွေကတော်တော်စားလို့ကောင်းတာပြီးတော့အဓိကအချင်းအဲ့မကြီးစော့လေးရတော်တော်တော်ကောင်းတာတကယ်ပြောလို့ပြောရမလို့ဒီဆက်လက်ရွက်ကြီးနဲ့တို့စားကြည့်အောင်တို့ကတော်တော်ရတာရှိနေတာ အဲ့တော့တခြားအကင်လေးရလဲကောင်းတယ်။သူကအဓိကတော့အသားနှက်ထားတာ။အသားနှက်ထားလဲရလဲတော်တော်ရတာရှိတယ်ပေါ့နော်။ပြတော့သူနဲ့တို့စားဖို့ပေါ့နော်ဂေါ်ဘီတို့ဆက်လက်ရွက်တို့ပေးထားတာသူကအဲ့မှာသူကလက်လက်ဆက်ဆက်ဖြစ်အောင်လို့သူကရီခဲလေးပါထည့်ပေးထားတယ်ပေါ့နော်အဲ့တော့စားရတာလေတကြွန်းကြွန်းနဲ့ကြွကြွရွာနေတော်တော်စားလို့အဆင်ပြေပါတယ်ဒါကတော့ကရှင်ငါးပေါင်းလေးပါသူကအရသာလဲကောင်းတယ်ငါးလေးလည်းရှိုးတယ်ဒါပေမဲ့အရွက်ရဲ့အနံ့လေးကလည်းပြင်းတယ်လို့ခံစားရတယ်ပေါ့နော် ဒါလေးကတော့ juice လေးတွေပါ store kiwi blueberry ဆိုပြီးတော့၃ခွက်မှားထားတာပါစားကောင်းကောင်းနဲ့စားနေတာဆိုင်ရဲ့အတွင်းကန်းလေးတိုက်ပြဖို့မေ့သွားတယ်။အော်ဒီမှာအတွင်းကန်းလေးတော့တရားရိုက်ပြထားပေးတယ်။အဲဒီမှာတော့ကြကြလွတ်လွတ်နဲ့အေးအေးဆေးထိုင်နေတဲ့လူတွေတော့ဒီမှာတော်တော်လေးကိုအဆင်ပြေပါတယ်။ဆိုင်လေးစားလမ်းညောင်လေးကတော့ဗိုလ်ချုပ်လမ်းမွာမျိုးတမန်ရောင်းနဲ့ဗိုလ်လက်ရံလမ်းမကူသွား။ဗိုလ်လက်ရံလမ်းရောက်လို့ရှိရင်ဘက်ဘက်ကိုရှူလိုက်။အဲဆိုင်ရှိမှာကားလိမ်မွေရောင်းလေးရထားအတွင်းရောက်ပါပြီ။ အဲ့လိုကားလေးနဲ့တွေ့လို့ဓာတ်ပုံရရှင်လို့ post ပေးတက်ဖို့ဆိုရင်ကျွန်တော်၅နှစ်လောက်လေ့လာထားတဲ့ post ပေးနည်းလေးကိုပြောပြမယ်။ယော့ယော့ယော့ဒါကတော့ menu လေးတွေပါ budget လေးဆစ်ဖြစ်တယ်ပေးရတဲ့ဈေးတွေနဲ့တန်းနေအဲ့တော့နေပြီးတော့တွင်အင်လေးကမှန်အောင်သုံးဆောင်ရှင်နေဆိုလို့ရှင်တော့ကျွန်တော် NPD delivery တင်အောင်ဆက်သွယ်လိုက်ပါခဗျာအလုံးကျေးဇူးတင်ပါတယ်